ဒီစစ်တလပိုင်းအတွက်လက်ဆွေငွေဝင်ခြင်းတဲ့သူတွေရှိကြလားခင်ဗျာရှိတဲ့ဆိုရင်ဒီစစ်တလပိုင်းမှာငွေဝင်လက်ဆွေခြင်းတဲ့ရတရားလေးကိုကျွန်တော်ပေးมาဖြစ်ပါတယ် ဒီဆက်လာပိုင်းမှာငွေကြေးဥစ္စာပြည်စီနဲ့ပတ်သက်တာပဲဖြစ်ဖြစ်အလောက်ကန်စီးပွားရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကိုရစာစီတဲ့ငွေတွေပေးစာစီတဲ့ငွေတွေဘယ်လိုကိစ္စမစိုးအမြန်ဆုံးအဆင်ပြေစေတဲ့ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်အရေးကြီးတာကမိတ်ဆွေတွေရေယုံကြည်ကြည်နဲ့တိုက်လို့ပဲရည်ရွယ်ကြည်ပါတယ်အကိုကမယုံမကြည်နဲ့เนาะတန်လျာစိတ်တွေနဲ့ဟုတ်ပါဟုတ်ပါမလားဖြစ်ပါဖြစ်နိုင်ပါမလားဘာလှုပ်ရမပြေငွေတွေဝင်လာမယ်ဆိုတာကလေတကယ်လဲဟုတ်ရဲ့လားအဲ့လိုတန်တရားစိတ်တွေနဲ့လှုပ်မယ်ဆိုရင်တော့အရှင်ပြေမှာမဟုတ်ဘူးရေယုံကြီးကြီးလေးလေးစားလေးလှုပ်ပြီးတော့အခုကျွန်တော်ပြီးတဲ့ရေတရ ာကိုကိုယ့်ရဲ့အိယာကင်းပေးမှာတလားလုံးထားတာပါအိယာကင်းဆိုပေမဲ့လည်းမြင့်မြတ်တဲ့နေရာမှာထားပါကိုယ့်ရဲ့ခေါင်းရင်းမှာခုံလေးရရှိရင်ခုံပေါ်မှာလေးကိုတင်ထားတော့ခြေရင်းမှာတော့မထားနဲ့ဒီရတရားကိုကျွန်တော်ပေးမှာဖြစ်ပါတယ်ဒီရတရားကိုလှုပ်လှိုက်ခြင်းအပြင်ဒီဆက်စလပိုင်းမှာရစာရှိတဲ့ငွေတွေပေးစာရှိတဲ့ငွေတွေ နော်မထင်မှတ်ထားပဲဝင်လာတာမျိုးလုံးဝမရောက်တဲ့ငွေကြေးဥစ္စာပစ္စည်းတွေပြန်လည်ရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်မို့ခြေချုံကြီးနဲ့လှုပ်ထားပြီးတော့ကိုယ့်ရဲ့ခေါင်းရင်းရဲ့ဘေးနားမှာထားထားပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့သူလက်ကြည့်ကြမယ်ခင်ဗျာမျိုးလေးမစတင်ခင်မှာကျွန်တော်အကူကြီးတဲ့ခုတောင်းချင်ပါတယ်ဒီဗီဒီယိုမျက်နှာနဲ့ like share follower နှိပ်ဖို့မေ့ပါနဲ့ခင်ဗျာခုလိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့သူတွေရှိတယ်ဆိုရင် ဒီရတရားကိုမြင်တွေ့ပြီးတော့သူတို့တွေကအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေကျွန်တဲ့ကထပ်တူကုလို့ရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီဗီဒီယိုမျက်နှာနဲ့ share ဝင်မြဖို့မေးပါတယ်ခင်ဗျာ။ကဲကျွန်တော်တို့လက်ကြည့်ကြမယ်။ကဲကျွန်တော်ကပေနေနေစီသွားတဲ့ကြောင့်မို့အညွညွတောင်းပန်ပါတယ်ခင်ဗျာ။လောက်ရမယ့်ရတရားကရမ်းလွယ်ပြပါတယ်။ခွက်လေးတစ်ခွက်မှာမိတ်ဆွေတို့ကနော်အဲမြေထပ်ပြတဲ့မြေကြီးခဲလေးတွေထည့်ထားကျွန်တော်ကအောက်ဆင်ရပြင်လို့မြေကြီးခဲတော့အထမရှိလို့ဆန်လေးပဲထည့်ပြတော့မယ်။မိတ်ဆွေတို့က မြေကြီးခဲလေးတွေကိုထည့်ထားပေးပါဒီခွက်ထဲမှာပေါ့နော်မြေတက်ရအောင်မြေကြီးခဲလေးကိုထည့်ထားခွက်အပြည့်လေးမဟုတ်ဘူးအဲကျွန်တော်ထည့်တဲ့လောက်လေးနော်နည်းနည်းလေးအပေါ်မှာလွှတ်တာနော်ဒီလောက်လေးမြေကြီးခဲကိုထည့်မယ်ဒုတိယတစ်ချက်ကကျွန်တော်ရေလေးနည်းနည်းလောင်းထည့်ပေးမယ်ဒါကရေတက်ဖြစ်ပါတယ်ဒါကတက်ကြီးလေးပါရေတရာလို့ပြောရင်လည်းမမှားပါဘူးနောက်တစ်ချက်ကနော်အရေးကြီးဆုံးတစ်ချက်ကဒီစာရွက်လေးထဲမှာမိတ်ဆွေတို့ငွေချင်းနဲ့ပတ်သက်ပြီးဖြစ်ချင်တဲ့ဟာလေးတွေရေးထားပါ ျွန်တော်မရေးတော့ပါဘူးမိစေတို့ကတော့ရေးဥမာငွေတွေဝင်ခြင်းနဲ့ဥမာရကြစီတဲ့ငွေတွေရခြင်းနဲ့เนาะဒီလုပ်ငန်းတွေအဆင်ပြေခြင်းနဲ့နော်စီးပွားရေးတွေတက်ခြင်းနဲ့ပေးစာစီးတဲ့ငွေတွေပေးခြင်းနဲ့အဲ့လိုမိစေတို့ရေးခြင်းနဲ့စာလေးကိုရေးထားပြီးတော့နော်ဒီမြေကြီးခဲလေးတွေကို site ထားပေးပါမြေတက်ရပြီရေတက်လာရပြီလေတက်ကလည်းလွယ်ပါတယ်မခက်ပါဘူးเนาะလေတက်ကပြီးရင်ပြောပြမယ်ပြီးတော့ရင်เนาะကျွန်တော်အမွှေးတိုင်เนาะအမွှေးတိုင်က9တိုင်တိတိเนา အမွှေးတိုင်ခုနှစ်တိုင်ကိုကျွန်တော်တို့ site ထည့်ပေးမယ်နော်မြေတဲ့ရပြီရေတဲ့ရပြီမိတဲ့လည်းရပြီခချစ်ကဲမိညှိလိုက်ပေါ့နော်ကျွန်တော်မချစ်ပြတော့မညှိပြတော့မိတ်ဆွေတို့ကမိညှိလိုက်ကဲမိလေးညှိလိုက်ပြီဒါမိတဲ့လည်းရသွားပြီရေတဲ့ရပြီနော်ပြီးတော့ရင်မြေတဲ့လည်းရပြီဂျန်နေတာကခုကလေတဲ့လိုတယ်လေဦးဆိုတော့ကျွန်တော်ဒီလိုမျိုးလေးလေလေးကိုရက်ထည့်လိုက်မယ်နော်ခွက်တွေကိုလေတွေကရက်ထည့်လိုက်မယ် လေရကြတော့ကျွန်တော်နေရာတိုင်းမှာရှိတယ်လीနော်လေလေးကိုချက်ထည့်လိုက်မယ်ဒါဆိုရင်เนาะသက်ကြီးလေးပါရတရားဖြစ်သွားပြီဒီရတရားကိုကျွန်တော်အဲ့ရရဲ့ခေါင်းကြီးပေးမှာတင်ထားပြီးတော့เนาะအာယုံပြုတ်ပြီးတော့ဆူတောင်းရမှာဖြစ်ပါတယ်ကိုဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုဆူတောင်းဟောဒီစာရွက်ထဲမှာရေးထားတဲ့အတိုင်းကိုဆူတောင်းကဲငွေတွေဝင်စေလက်တွေစင်စေရစားစီတဲ့ငွေတွေပေးနိုင်စေနော်မျောမှန်းထားတဲ့ဟာတွေအစင်ပြေစီလုပ်ငန်းကံကံစသည်ဖြင့်မိမိဖြစ်ချင်တဲ့ဟာလေးတွေကိုဒီဆော့ရဲထဲမှာရေးထားပြီးတော့နှောက်ကလည်းဆူတောင်း တေချာပေါင်းဒီဆက်ရပိုင်းမှာဖြစ်လာခဲ့မှာဖြစ်ပါတယ်။ကြော်ထပ်ပြောပါမယ်မိတ်ဆွေဘက်ကအရေးကြီးတာကယုံကြည်မှုရှိဖို့ပဲရည်ကြည်ပါတယ်။မယုံမကြည်ဘဲနဲ့လုပ်မယ်ဆိုရင်တော့ဘာမှထူးခြားမှာမဟုတ်ဘူး။ကြော်လော့ဂီပညာဆိုတာကယုံကြည်မှုနဲ့တွားတယ်။တဏှာစိတ်နဲ့လုပ်မယ်ဆိုရင်မအောင်မြင်ဘူး။ပြီးတော့အစီရင်ရတရားတိုင်းမှာအဆောက်အအုံဆိုတာရှိတယ်။အဲ့ဒီအဆောက်အအုံဆိုတာကိုကသူ့ပုံမှာမယုံကြည်ဘူးဆိုရင်ကိုယ်ကလည်းသူကကူညီမှာမဟုတ်ဘူးလေ။ဒါကြောင့်မို့ယုံကြည်နဲ့လုပ်ပါလို့ပဲကျွန်တော်အကြံပြုချင်တယ်။ ်နော်ဥမာခင်ဗျာမြင်တာပြောမှာဆိုမိတ်ဆွေကလူတယောက်မှာငွေတွေကသွားငှားမယ်နော်အကူအညီသွားတောင်းမယ်ဆိုရင်မိတ်ဆွေကမျက်နှာကိုတင်းထားပြီးတော့သွားပြီးတော့အကူအညီတောင်းမယ်ဆိုရင်အဆင်ပြေပါမလားမပြေဘူးနော်ကိုကအောက်ကျပြီးတော့အကူအညီတောင်းမှပဲအဆင်ပြေမှာဖြစ်ပါတယ် ရရားဆိုတာဒီလိုပဲကိုယ်အောက်ကျစရာတော့မလိုဘူးဒါမဲ့ကိုယ့်ရဲ့နှလုံးထဲစိတ်ထဲမှာရေယုံကြည်ကြည်နဲ့ပြုတ်လုံနိုင်မယ်ဆိုရင်တော့ထူးခြားမှုတွေရရှိမှာဖြစ်ပါတယ်မိတ်ဆွေတို့ပတ်ချံကယုံကြည်ဖို့အရင်ရည်ကြည်ပါတယ်ခင်ဗျာကဲဒီနေ့ရရားကတော့ဒီလောက်ပါပဲခင်ဗျာဒီဗီဒီယိုမြင်တာနဲ့ဝေမျှရှေဖို့မိပါနဲ့ကျောင်းမိတ်ဆွေတွေနှစ်အစာနှစ်စုံကောင်းတော့နမိတ်ကောင်းတော့တိန်ကောင်းတော့ငွေချင်းနဲ့ပြည့်စုံပြီးပြောဆွေတော့မိတော်စုဘွားပြောဆွေတော့ချစ်သူဘွားနေပိုင်ဆိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းမိပါတယ်ခင်ဗျာနောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ